ီးတော့ဆီယမဒီစူချေးမဲတွေနဲ့ဘွားပြတ်သွားတဲ့အချိန်မှာတော်တော်လေးကိုခက်ခဲသွားခဲ့တယ်။အဲ့ဒီအချိန်နေမျိုးမှာကို့မှာဟို online မှာလည်း blacklist တွေတင်ခံရတယ်အစုံမဲပေါ့နော်အကျွေးရှင်တွေကလည်းတောင်းခံရတယ်အဲ့ဒီအချိန်မှာကိုလုံနေတဲ့ရန်နာလုပ်ငန်းလေးကလည်းဟိုလူတွေက blacklist တင်ခံရတော့လုံးဝလှုပ်ရှားလို့မရတော့ဘူးလေနော်အဲ့ဒီအချိန်လေးမှာကိုကဒီတဲရောပညာတက်ထားတဲ့ပညာလေးပေါ့လုံခဲ့တဲ့တနည်းနည်းကလေးလာထားတဲ့ဒီပညာလေးနဲ့ အဲစပြီးတော့မှတဲတော့ထုတ်လေးကိုင်းပြီးဟောခဲ့တာအဲ့ဒီချိန်မှာမမေရတော့မန္တလေးကကလေးလေးပျောက်သွားတဲ့ကိစ္စပေါ့အဲ့ဒီကလေးလေးပျောက်သွားတော့သူ့ရဲ့အနီးနားအိမ်ကခေါ်ထားတာပြန်ပြီးတော့မှတွေးလိုက်မယ်အဲဒီကလေးလေးပြန်တွေးဖို့ကတော့ဒီကလေးရဲ့မိဘတွေရဲ့စတန်ဒါအပေါ်မှာမူတည်ရဲဆိုပြီးဆက်မဟောလိုက်တာအဲ့ဒီဟောချက်လေးကလုံးဝမှန်သွားပြီးတော့မှအဲ့ကလေးလေးကိုဒီသူ့အမေရဲ့ဘေးအိမ်ကနေပြီးတော့မှပြန်ပြီးတွေးခဲ့တာကလေးလေးလည်းအသက်ရှင်နေအဲ့ဒီဟောချက်လေးကတနာမင်းနိုင်ဆိုပြီးတော့မှတနိုင်ငံလုံးတည်သွားတာ လူတယောက်စီကနေပြီးတော့မှဒီပတ်စံနေပမာဏရချင်တယ်ဆိုလို့ရှိရင်ဒီလူရဲ့အတမဝန်းချောင်းအလုပ်ကိုဖျက်ဆီးမပြေရအောင်ဆိုတော့ကြတော့ဆရာမမှာအလုပ်မရှိဘဲနဲ့သူတို့ရဲ့ပတ်စံကိုပြန်ပေးဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးလေနော်အဲ့လို့ဆိုတော့ကိုလုပ်တဲ့အတမဝန်းချောင်းအလုပ်ကိုလည်းသူတို့ဖျက်ဆီးပစ်လိုက်သေးတယ်အဲကိုကိုလည်းတိုက်ခိုက်သေးတယ်ပြီးတော့ကိုဆရာလည်းပတ်စံရချင်တယ်ဆိုလို့ရှိရင်တော့မဖြစ်ဘူးလေလူတွေကကိုကိုယုံကြည်မှုမရှိဘူးဆိုရင်ဘာလုပ်နဲ့သူတို့ရက်တီပြီးတော့မှပတ်စံအကျွေးဆက်ရမှာလဲ နာမည်မဖြတ်သက်၍နာမည်မပြတ်သက်၍ကိုသည်ဘာလုပ်လုပ်လို့ရတယ်အဲ့အလုပ်ရတဲ့ပတ်စံပေါ်ကနေပြီးတော့လည်းဘသူ့ကိုမဆိုပြန်ပြီးတော့မှပေးတယ်ပြန်ပြီးတော့ဆက်ခဲ့တယ်ဆိုတော့ဆမစီကပတ်စံရခဲ့ဘူးလေဒီတိုင်းကြီးအကျွေးဆုံးရှုံးခဲ့တဲ့သူဆိုတာမရှိဘူးအေးငါ့ကိုသာနာမည်မဖြတ်နဲ့ငါဘသူ့အကျွေးမှမယူဆိုတဲ့စိတ်နဲ့ဒီနေ့ဒီချိန်ဒီလေဟိုဒီငွေကြီးပြဿနာတွေကိုပေါ့နော်ဖြေရှင်းပေးတယ် လက်ရှိကတော့ဆ iam ကဟိုဒီလက်တလုံးမှာတော့ဒီတဲတော့အဟောတွေပဲပေါ့နော်အဟောတွေပဲလက်သင်ခံနေရပြီးလို့ရှိရင်ဒီအိမ်တော်ရဲ့စီရင်နေစီးပွားရေးစီရင်နေကိုလှုပ်ဖြစ်နေပါတယ်အဓိကတော့လေဟိုကဟိုပေါ့ဒီတဲတော့ပညာစပြီးတော့မှဆ iam ကလိုက်စားခဲ့တာဆိုလို့ရှိရင်2000နဲ့မှ20ပေါ့2020ကနေစပြီးတော့မှလိုက်စားခဲ့တာအခုဆိုလို့ရှိရင်2025ဆို9နှစ်တော့ရှိပါပြီဒါပေမဲ့ဆ iam ကဒီပညာရဲ့အတက်မိုးဝမ်းကြောင်းပြုတဲ့ဟာတော့အခုမှ ဟိုပေါ်3နှစ်ထဲ3နှစ်ထဲတော့ရောက်ပြီရှင်ပညာရက်ကိုလေ့လာနေတာတော့9နှစ်ရှိပါပြီအဲရလဲဆိုတော့သူတို့စိတ်ဝင်စားတာတော့ဒီဆ iam မဟောတဲ့အဟောတွေပေါ့အဲဆ iam မဟောတဲ့အဟောတွေစိတ်ဝင်စားတယ်ပြီးလို့ရှင်ဆ iam မစိတ်ပါလို့ရှင်သူတို့နမိတ်ကနန်းလေးတွေပေးပြတယ်အဲ့ဒါလေးတွေနမိတ်ကနန်းပေးတာတော့သူတို့အကြိုက်ဆုံးနမိတ်က အဓိကဒီတဲရောပညာရမှာကကျတော့နမိတ်ကအသက်ပေါ့နော်နမိတ်ကအသက်ဆိုတော့ဒီဆီယမရဲ့မျက်စိရှိမှာဖြစ်နေတဲ့နမိတ်တွေကိုကြည့်ပြီးတော့မှပဲသူတို့နမိတ်ကနန်းနေပေးတာပါဒီလိုမဟုတ်ခင်တော့ငနေရကိုကတခုခုဆိုလို့ရှိရင်ဟိုတိရဲ့ဆန့်ပေါ့နော်တခုခုဆိုကြိုတိရဲ့ပြဿနာတတော်မှာလို့ပြီးရင်ဒီလူကဟိုတိုက်ပြီးတော့အဆင်မပြေဘူးလို့ပါဆိုရင်တိရဲ့အဲဒါမဲ့ ကိုကအဲ့ဒီပညာရဲ့ပေါ်လေးလုံးဝအတမူဝမ်းကြောင်းပြဖို့စိတ်မကူးခဲ့ဘူးစိတ်မကူးခဲ့ဘူးပြီးတော့ကျတော့ဒီပညာရဲ့နဲ့လဲဘဝမှာပေါ်လှုပ်ရှားမယ်လို့လေကိုကမတွေးခဲ့ဘူးဒါပေမဲ့အဲဘဝပေးအချိန်ဒီမှာတော်တော်လေးအဆင်မပြေဒုက္ခရောက်ပြီးတော့မှဘဝပြတ်သွားတာပေါ့နော်အဲ့ဒီအချိန်မှာဟိုသူမြန်ကိုဝင်လဲကိုဝင်ရှိနေတဲ့အချိန်ဆိုသူမြန်လောက်ကိုလဲသွားပြီးလှုပ်လို့မရဘူးအဲ့ဒါနဲ့ဒီတဲရော့ပညာရဲ့လေးနဲ့အတမူဝမ်းကြောင်းပြခဲ့တာပါဘယ်အကြောင်းတရားလဲဆိုတော့ အဲတမီလေးတမီလေးအဲလာကိုဝင်ရှိနေတဲ့အချိန်မှာသူ့ရဲ့အဖေကလည်းတာဝန်မယူဘူးပေါ့နော်အဲ့ဒီအချိန်မှာဆိုပြီးတော့ဆရာမဒီစုချင်းမဲတွေနဲ့ဘွားပြတ်သွားတဲ့အချိန်မှာတော်တော်လေးကိုခက်ခဲသွားခဲ့တယ်အဲ့ဒီအချိန်နေမျိုးမှာခုမှဟို online မှာလည်း blacklist တင်ခံရတဲ့အစုံမဲပေါ့နော်အကျွေးရှင်တွေကလည်းတောင်းခံရတယ်အဲ့ဒီအချိန်မှာကိုလုံနေတဲ့ရန်နာလုပ်ငန်းလေးကလည်းဟိုလူတွေက blacklist တင်ခံရတော့လုံးဝလှုပ်ရှားလို့မရတော့ဘူးလေနော်အဲ့ဒီအချိန်လေးမှာကိုကဒီတဲတော့ပညာတက်ထားတဲ့ပညာလေးပေါ့လုံခဲ့တဲ့ တနည်းနည်းနဲ့ကလေးလာထားတဲ့ဒီပညာလေးနဲ့အဲစပြီးတော့မှတဲတော့ထုတ်လေးကိုင်းပြီးဟောခဲ့တာအဲ့ဒီချိန်မှာမမေရတော့မန္တလေးကကလေးလေးပျောက်သွားတဲ့ကိစ္စပေါ့အဲ့ဒီကလေးလေးပျောက်သွားတော့သူ့ရဲ့အနီးနားအိမ်ကခေါ်ထားတာ ြန်ပြီးတော့မှတွေးလိုက်မယ်အဲဒီကလေးလေးပြန်တွေးဖို့ကတော့ဒီကလေးရဲ့မိဘတွေရဲ့စတန်ဒါပေါ်မှာမူတည်ရဲဆိုပြီးဆက်မဟောလိုက်တာအဲ့ဒီဟောချက်လေးကလုံးဝအမှန်သွားပြီးတော့မှအဲ့ကလေးလေးကိုဒီသူ့အမေရဲ့ဘေးအိမ်ကနေပြီးတော့မှပြန်ပြီးတွေးခဲ့တာကလေးလေးလည်းအသက်ရှင်နေအဲ့ဒီဟောချက်လေးကတနာမင်းနိုင်ဆိုပြီးတော့မှတနိုင်ငံလုံးတည်သွားတာဒီအကြောင်းအရာလေးကတော့ဒီလူတွေကြားထဲမှာတော်တော်လေးကိုဆ ਿਆ မဆိုပြီးနာမည်ပေါက်သွားစေတဲ့အဲကိစ္စရဲ့လေးပေါ့နော် အဲ့ဒီကိစ္စရဲ့လေးကြောင့်မလို့လေကလေးလေးကိုလေရှော့ရှူရှူမွေးနိုင်နေတယ်အဲ့ဒီကနေကကိုကလည်းကိုပညာရဲ့ပုံမှာယုံကြည်သွားပေါ့ယုံကြည်ပြီးတော့မှဒီ ဒီတဲရောပညာလေးနဲ့အတမဝင်အောင်ပြုခဲ့တာပါဟုတ်အခုလက်တလုံးမှာတော့ဟိုဆီယမဒီ၈နှစ်ပိုင်းပေါ့2024မှာတော့တော်တော်လေးကိုအောင်မြင်အောင်မြင်နေပေါ့နော်ပြီးလို့ရှိရင်ဒီ social media ပေါ်မှာလည်းဆီယမကိုပဲအဲလူတိုင်းဟာဟိုဟာ like ပြီးတော့မှ share ပြီးတော့မှပေါ့နော်အခုချိန်ဒီပါပဲလူဟိုတဲရောဆီယမဆိုလို့ရှိရင်ဆီယမနဲ့ပြေးမြင်နေတဲ့ဒီပေါ့နော်တသားလေးဖြစ်အောင်ကိုကနေခဲ့တယ်ဒါပေမဲ့ဆီယမရဲ့ account တွေခဏခဏပြတ်တာအခုဆိုစုစုပေါင်းပြတ်တဲ့ account 26 account ရှိတယ် အကောင့်ပြတ်တာအကောင့်ပြတ်တာတွေပြီးတော့ကျတော့ဟိုအကောင့်အတုတွေပေါ်ပြီးတော့မှငွေတွေလိုက်လိမ့်နေတာတွေအဲ့ဒီကိစ္စလေးတွေရှိနေတဲ့အတွက်အဲဆ iam မဆ iam မဟုတ်ပေါ့နော်တဲတော့မေးမယ်ဆိုလို့ရှိရင်အကောင့်အတုလားအစ်စ်လားတေချာလေးကြည့်ပြီးတော့မှမေးဖို့တော့ပြောချင်ပါတယ်ဘယ်လိုဖွဲ့ချရအောင်လဲရှင်ဟုတ်ဘယ်လိုဖွဲ့ချရအောင်လဲဆိုတော့ဆ iam ရဲ့အကောင့်မှာလေအဲ3ညာကို4409 2266 9ဆိုပြီးတော့မှဖုန်းနံပါတ်လေးရဲ့3ညာကို9509956လေးဆိုတဲ့နံပါတ်2ခုကသာအတီးပါတခြားနံပါတ်နဲ့ဆိုလို့ရှိရင်ဆ iam လုံးဝမဟုတ်ပါဘူးတခြားနံပါတ်နဲ့လုံးဝငွေလွှဲလက်သက်မခံပါဘူး ပြီးတော့ကျတော့ဟိုဆ iam account ဆိုလို့ရှင် live လွှင့်ထားလေးတယ်ရှိတယ်เนาะ page asset မှာဆိုလို့ရှင်လည်း live လွှင့်ထားတယ်အဲ့ဒါလေးတော့မဟုတ်လို့ရှင်လုံးဝ account asset မဟုတ်ပါဘူးလို့ပြောချင်ပါတယ်ပြီးတော့ကျတော့ဟိုဆ iam တောင်းပန်ချင်တာလေးอ่ะပေါ့เนาะ account นี่ခဏခဏပြတ်သွားတဲ့အချိန်မှာဆ iam ဆီမှာလည်းဒီအဟောတွေอ่ะရမ်းများတော့ကျတော့ငွေလွှဲထားတဲ့သူတွေကိုတယောက်ချင်းစီ live ပြီးတော့မှဟိုကဲမလုံနိုင်ဘူးပေါ့เนาะအဲ့အတွက်လည်းဆ iam ကလေး ူမြတ်ဆရာပတ်စံယူပြီးတော့မှမဟောပေးတာမျိုးမဟုတ်ပါဘူးလို့ဆရာမအကောင့်ကိုရှာတွေ့လို့ရှင်ဆရာမကိုမှတ်မိတယ်ဆိုလို့ရှင်အချိန်မီလာပြီးတော့မေးလို့ရပါတယ်ဆရာမဟောပေးမှာပါလို့ဒီနေရာလေးကနေဆရာမပြောချင်ပါတယ်တွေ့ပြီးမေးရတော့ဆရာမရဲ့အကောင့်မှာလည်းဆက်သွယ်လို့ရတယ်ပြီးတော့အခုဆရာမပြောထားတဲ့တုံညာကို၄၄ခုံက၂၂၆၆ကိုဆိုတဲ့ဖုန်းနံပါတ်ဒီမှာလည်းအဆရာမကိုမေးလို့ရတယ်တုံညာကို9ခုံက9ခုံက65လေးဆိုတဲ့ဖုန်းနံပါတ်နဲ့လည်းဆက်သွယ်ပြီးဆရာမကိုမေးလို့ရပါတယ်အဲပြီးတော့ကျတော့ဒီမန္တလေးရဲ့ရန်ကုန်နေပြီးတော့ဆိုလို့ရှင်ဆရာမတလောက်တရက် တည့်ရက်ပေါ့နော်လူတွေအဟောလေးဟောပေးပါတယ်ရှင်ရန်ပူဇော်ကားကြတော့အဲရန်ပူဇော်ကားကကြတော့ဟိုမိကုံသုံးခုပဲမိမယ်ဆိုလို့ရှိရင်ပေါ့နော်ဆံမရန်ပူဇော်ကားလုံးဝမတက်မထားပါဘူးဆံမကိုအဆင်ပြေတဲ့လောက်ကြောလို့ရပါတယ်အဲဟိုငါးကက်အဟောဆိုလို့ရှိရင်တော့ပညာရှင်ငါးတောင်းမှာတနစ်စာနဲ့တသက်စာဆိုလို့ရှိရင်တော့တသိန်းယူပါတယ်ရှင်အမ်တကယ်တော့ပြောချင်တာဒီတဲရော့ဆရာမတရားအောင်နေနဲ့အတိုက်ခိုက်နေကြတာနေအောင်မြင်ဒီနေ့ဒီချိန်ဒီအောင်မြင်ဘယ်လိုရက်တည်လဲဆိုတာလေးပေါ့နော် အဲ့ဒါလေးကဘလို့လဲဆိုတော့ဘဝမှာလေးအတိုက်ခိုက်တွေရမ်းများတယ်ဘာလို့လဲဆိုတော့ကိုကိုရိုင်း၌ကတည်းကဒီစူချင်းနဲ့ဘဝပြတ်ထားတဲ့သူဖြစ်တဲ့အတွက်စူချင်းမှာဆရာမအာစူချင်းလှုပ်တဲ့အချိန်မှာပေါ့လူပေါင်းဒီရာချီပြီးတော့မှကိုယ်စီကိုယုံကြည်ပြီးပါခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုအနေထားမှာကိုကဟိုဘလို့ပြောမလဲမလဲလဲမလဲဝယ်သေးတဲ့အချိန်မှာထွက်ပြေးသွားတဲ့သူတွေကြောင့်ရောပြီးတော့ကိုကလူတွေကိုငွေအပုံလိုက်အပုံလိုက်ချပြီးတော့မှရော်လိုက်ရတဲ့အတွက်ကြောင့်ပေါ့နော်ကို့မှာငွေချမ်းဖြစ်သွားတဲ့ အဲ့လိုအနေထားနဲ့ကွာနမဲပြက်နေတီးလို့ရက်တီလာတဲ့အပေါ်မှာလူတွေရဲ့တိုက်ခိုက်မှုကအခုချိန်ထိယခုလက်ရှိချိန်ထိခံရတော့မယ်ဒါပေမဲ့အဲဆက်မပြောတဲ့ဇာတ်ကားဒီရှင်းရှင်းလေး လူတယောက်စီကနေပြီးတော့မှဒီပတ်စံနေပမာဏရကျင်နေဆိုလို့ရှိရင်ဒီလူရဲ့အတမူဝမ်းကြောင်းအလုပ်ကိုဖျက်ဆီးမပြည့်ရအောင်ဆိုတော့ကျတော့ဆ iam မမှာအလုပ်မရှိဘဲနဲ့တို့ရဲ့ပတ်စံကိုပြန်ပေးဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးလေနော်အဲ့လိုဆိုတော့ကိုလုတ်တဲ့အတမူဝမ်းကြောင်းအလုပ်ကိုလည်းတို့ဖျက်ဆီးပြစ်လိုက်သေးတယ်အဲကိုကိုလည်းတိုက်ခိုက်သေးတယ်ပြီးတော့ကိုစီကလည်းပတ်စံရကျင်နေဆိုလို့ရှိရင်တော့မဖြစ်ဘူးလေလူတွေကကိုကိုယုံကြည်မှုမရှိဘူးဆိုရင်ဘာလုံးနဲ့တို့ရက်တီပြီးတော့မှပတ်စံအကျွေးဆက်ရမှာလေအဲ့လိုဆိုတော့ဒီနေ့ဒီချိန်ဒီတိုက်ခိုက်နေတဲ့အပေါ်ဒီမှာ ပြောတဲ့စကားဒီရှင်းရှင်းလေးပတ်စံလိုချင်နေဆိုရင်လာပြီးနာမည်မဖြတ်နဲ့နာမည်မဖြတ်သေး၍နာမည်မဖြတ်သေး၍ကိုတီဘာလို့လို့လို့ရတယ်အဲ့အလုတ်ရတဲ့ပတ်စံပေါ်ကနေပြီးတော့လေဘသူ့ကိုမဆိုပြန်ပြီးတော့မှပေးတယ်ပြန်ပြီးတော့ဆက်ခဲ့တယ်ဆိုတော့ဆမစီကပတ်စံရခဲ့ဘူးလေဒီတိုင်းကြီးအကျွေးဆုံးရှုံးခဲ့တဲ့သူဆိုတာမရှိဘူးအေးငါ့ကိုဒါနာမည်မဖြတ်နဲ့ငါဘသူ့အကျွေးမှမယူဘူးဆိုတဲ့စိတ်နဲ့ဒီနေ့ဒီချိန်ဒီလေဟိုဒီငွေကြေးပြဿနာတွေကိုပေါ့နော်ဖြေရှင်းပေးတယ် ခုပြောလို့ရှိရင်ကိုနဲ့ဆက်ဆံခဲ့တဲ့သူတွေကိုပေါ်မှာလဲကိုကမဟုတ်မဟက်လုပ်ခဲ့တယ်ဆိုတာမရှိဘူးကိုကတကယ်လိန်သွားတယ်ကိုကတကယ်ဒီလိုဒီလိုဖြစ်သွားတာအကြောင်းမို့လို့ဒါပေါ့နော်နာမည်ပြတ်ခဲ့ရတာဒါပေမဲ့အခုပြန်ပြီးအဆင်ပြေလာတဲ့အချိန်မှာလဲအကောင်းဆုံးပြန်ပြီးရက်တည်တယ်အကောင်းဆုံးပြန်ပြီးတော့မှအဆင်ပြေအောင်လုပ်တယ်ပေါ့နော်အဲ့လိုဆိုတော့ဘာတွေပဲထိုးနဲ့ထိုးနဲ့ဘယ်သူတွေရပဲဘာတွေပဲပြော့ပြော့ကိုလုတ်တဲ့လမ်းကြောင်းမှန်နေဖို့ပဲအရေးကြီးတယ်အဲအဆင်ပြေသားနဲ့မပေးတာတို့တမင်ညစ်တာတို့ဟိုဟိုမဖြစ်ဖို့တော့လိုတာပေါ့နော်အဲ့လိုဆိုတော့ဒီနေ့ဒီချိန်ကြီးလည်းတိုက်ခိုက်နေတော့မယ် တိုက်ခိုက်နေတဲ့သူတွေကိုလည်းပြောချင်တာကလေအဲဟိုဝိဆိုတာမနေဘူးပေါ့နော်တိုက်ခိုက်လို့ရတယ်ဒါပေမဲ့ဘသူပဲဘလောက်ပဲတိုက်ခိုက်တက်ခဲ့ဆရာမတော့လမ်းမှန်အတိုင်းပဲဆက်ပြီးရှောင်နေမှာပါလို့အကျွေးဘလောက်တောင်ဆက်ခဲ့ရလဲဆိုတော့အဲ့ဒီခေအက်ခါဆိုရင်သိန်းပေါင်းထောင်ချီရပေါ့အဲ့ဒီထွက်ပြေးသွားတဲ့လူတွေဆိုလေဆရာမကလေလိုက်လို့လိုက်လည်းမရှာတော့သူတို့ဘယ်ကိုရောက်နေမှလည်းမသိဘူးသူတို့ကလည်း blacklist တင်ဖို့ခုမှအချိန်မရှိဘူး။ဘာလို့လဲဆိုတော့သူတို့ဆီကငွေကိုစောင့်နေမဲ့အစားပေါ့နော်။အဲသူတို့ ူတို့ကိုယ်ဆက်အမဲ့ပတ်စံနဲ့ကိုသူတို့ဘယ်လိုပြန်ပေးနိုင်မလဲဆိုပြီးဒီတဲတော့ပညာကိုပဲလေဇောက်ချပြီးဟောခဲ့တာကိုဝင်လေးလာကနေကဒီအလုပ်ကိုလုပ်ခဲ့တဲ့ဟာဒီကလေးမွေးရဲ့၃ရက်ပဲနားခဲ့တယ်လုံးဝတောက်လျှောက်တောက်လျှောက်ဒီပညာရဲ့နဲ့အတမဝန်းချောင်းပြုပြီးဒီရရတဲ့ပတ်စံနဲ့ပဲအကျွေးဆက်ဆက်ခဲ့တာဘဇုစီယာမှာကိုယ်ပြန်လာပေးလို့မလို့ကိုယ်ဆက်ခဲ့တာမဟုတ်ဘူးဘာလို့လဲဆိုတော့သူတို့ဆက်ဆက်မဆက်ဆက်ကိုကဆက်နေရမှာဖြစ်တယ်လေအဲ့လိုဆိုတော့သူတို့ပြေးချင်းမပြေးချင်းဒီသူတို့သူတို့နဲ့ပဲတက်ဆိုင်နေဆရာမနဲ့မတက်ဆိုင်ဘူးဆိုပြီးတော့ပဲလုတ်ခဲ့တာ ဒါပေမဲ့လူတွေလည်းအရန်များတယ်ဆက်ရတဲ့ပမာဏလည်းအရန်များတယ်ကိုတီဒီတေးတော့ဟောတဲ့ပြင်ပတ်စံလေးပဲရှိတာဆိုတော့အချိန်တိုင်းတာတစ်ခုရောစောင့်ပေးရမှာပေါ့နော်ကေတင်ခဲ့တာပေါ့လုံးဝလက်ထဲမှာတော့ပတ်စံ5000တောင်မရှိတဲ့အနေထားနဲ့ဒီတေးတော့ကတ်တရားပဲကိုကိုပတ်စံရှာပေးခဲ့တာဒါပေမဲ့ကိုကလည်းဒီပညာရဲ့ပုံမှာတစ္ဆာရှိတယ်လေကိုကိုရိုင်းနှက်ကလည်းသူတို့ဟိုဘယ်လိုပြောရမလဲ သူတို့တန်မိုးထားတယ်ကိုယ့်စီကိုလာပြီးတော့မှအဟောယူတဲ့သူတို့လည်းတန်မိုးထားတယ်ဒါပေမဲ့ငယ်သေးတဲ့အချိန်တိုင်းတာတခုမှဒီအောင်မြင်မှုအောင်မြင်မှုကြောင့်မလို့စကားပြောဆိုလေးတွေမတက်တာတို့ပါလို့ဆရာမစကားပြောဆိုမတက်ဘူးအဲ့ဒါလေးတော့ရှိရပါဘို့အဲ့ဒီအတွက်လည်းဟိုအားလုံးဟိုတောင်းပန်ပါတယ်လို့ဒီနေရာနေပြီးတော့လေးပြောချင်တာ တခါလေကြစကားပြောဆိုမတက်လို့မလို့ပြောမဆိုမလေးဖြစ်ပြီးတော့မှဆရာမ client အနေနဲ့ပြဿနာတက်တာလေးရောရှိတာပေါ့အဲဆရာမကိုချစ်ပြီးတော့မှပေါ့နော်ဒီနေ့ဒီချိန်ဒီဒီတဲတော့ပညာရေးနဲ့ပတ်သက်ပြီးတော့မှယုံကြည်ကြည်နဲ့အဲဆရာမဘာပဲဖြစ်ဖြစ်ဆရာမကိုယုံကြည်တယ်ဆိုတဲ့လူတွေရှိရတဲ့အတွက်လည်းဆရာမမှာအားဖြစ်ရပါတယ်အဲ အမြဲတမ်းချစ်တဲ့သူတွေကိုလည်းပြောချင်တာကအခုနောက်ပိုင်းဆိုလို့ရှိရင်ပေါ့နော်အဟောတွေမကြတော့ပါဘူးအမ်အတက်နိုင်ဆုံးအမြန်ဆုံးဟောပေးနေပါတယ်အားလုံးသိတဲ့အတိုင်းပဲလူဟာလည်းတော်တော်များတဲ့အတွက်နည်းနည်းလေးကတော့သိခင်ပြီးတော့စောင့်ပေးပါလို့အရှိမလည်းအဟိုဆရာမနဲ့ပတ်သက်ပြီးတော့မှပြဿနာလေးတွေဖြစ်ခဲ့တယ်အမုန်းလေးတွေရှိခဲ့တယ်ဆိုလို့ရှိရင်ဆရာမကပဲအားလုံးတောင်းပန်ပါတယ်လို့ပြောချင်ပါတယ်ရှင်ဒီလိုလူတရားလောက်ရှိရင်ဒါခုနောက်ပိုင်းမှာလောက်လာတဲ့အလုပ်ပေါ့နော်ဒါ online ကအဟောပဲရှိသေးတယ်ဆရာမအပြင်လူတွေတွေဆိုလုံးဝလက်သိမကန် ကို့အရှင်တွေမှာဆိုပို့ပြီးတော့မှစိုးတယ်ဒါတော့မှဟိုဘယ်လိုပြောမလဲဆရာမမန်နေဂျာတွေဆိုလို့ရှိရင်ဟောတရက်ကို30ဆို30 40ဆို40လုံးဝဖြတ်ထားတာအလုံးပြောချင်တာလေဘာတွေပဲဖြစ်ဖြစ်ဘာတွေပဲကြုံကြုံစိတ်တမကြနဲ့ကိုလို့ဆရာရှိရဲ့အလုပ်ကဘသူဘာပဲပြောပြောလုံးဝမှာပြီးရင်လူလောကမှာဝေဖန်ခံရတာတိုက်ခတ်ခံရတာဒီကိုတယောက်ပဲမဟုတ်ဘူးမြတ်စွာဘုရားတောင်မှာဇိန်နမာနာကလူဘုံလဲမှာလေဟိုဒါဒီကိုဝင်ကဖျားနေရတာဆိုပြီးမှလူဘုံလဲမှာအဆက်ခွဲလို့မလို့ ဖះရှင်ကလေသူ့ကိုကိုးကွယ်ကြည်ညိုတဲ့လူတွေအားလုံးကြားထဲမှာအကြည်ညိုပြတ်စေတာပေါ့နော်ဒါပေမဲ့ဖះကဘာကိုမှလည်းမတုံ့ပြန်ဘူးအချိန်တန်တော့မြတ်စွာဘုရားဒီဒီလိုမဟုတ်ဘူးဆိုတာဒါသူပါသူသူတိသွားပါပေါ့နော်အဲ့လိုဆိုတော့ကိုရီးယားပုထုရှင်လေကိုကဘာမှမဟုတ်ဘူးကိုကိုအဲ့လိုဆိုတော့ဒါဒါဒါလေးကိုဆရာမလေးလိုက်ပြီးမခံစားဘူးအားလုံးကလည်းပြောချင်တာအားလုံးလည်းဘာမှလိုက်မခံစားနဲ့အဓိကဒီကိုဘဝပြတ်သွားပြီမှာပြတ်ပလေစီ ်ကိုဒုက္ခရောက်နေမလားရောက်ဘူးလေစီကိုအကျွေးတွေတင်နေမလားပြင်မလေးစီအဲ့နေရာတွေမှာဘယ်တော့မှထိုင်မနေနဲ့ပြန်ထဖို့အဓိကပါလို့ဆရာမပြောချင်ဘူး